ဇလန်းလေးရဲ့အစားမှာတော့60ခုနှစ်အတွင်းမှာအရှိပိုင်းထက်တန်းချောင်းကနယူးဂျာစီပတ်တာဆန်မြို့မှာရှိတဲ့အကျော်ကြားဆုံးထက်တန်းချောင်းတွေထဲကတစ်ချောင်းပဲဖြစ်ပါတယ်။ဂျိုးကအဲ့ဒီချောင်းကဆရာတယောက်ဖြစ်ပြီးသူကအရေးကြီးတဲ့ယာရီကိုတေချာတင်ပြီးရေစရာပြိုင်ပွဲတွေလုပ်ပေးတဲ့အတွက်ကျောင်းသားတွေကသူ့ကိုသဘောကျကြပါတယ်။ တမန်နခင်မှာတော့သူကစာတင်နေတော့လက်ထောက်ဆရာဖရန့်ကိုသူတို့မပါပဲဘုတ်ဖွဲ့အားအစည်းအဝေးလုပ်နေတဲ့အကြောင်းလာပြောခဲ့ပါဗါးဒေါ်သာထွက်သွားတဲ့ဂျိုးကအစည်းအဝေးခန်းထဲကိုဝင်သွားပြီးသူ့အကြံတွေကိုအာမပေးပဲအစိုးရကဖိအားပေးတိုင်းလက်လျှော့လိုက်ကြတဲ့အတွက်အကုန်လုံးကိုအော်ဟစ်ခဲ့ပါဗါးဂျိုးကိုစိတ်ပြတ်နေပြီဖြစ်တဲ့ဘုတ်အဖွဲ့ကသူ့ကိုတခြားเจ้าကိုပို့ဖို့သဘောတူခဲ့ကြပါဗါးနှစ်20ကြာတဲ့နောက်မှာတော့အရှိပိုင်းထက်တန်းเจ้าကအကြံဖတ်မှုတွေကြောင့်စိုးစိုးရွားရွားနာမည်ပြက်လာခဲ့ပါဗါး ကျောင်းဆောင်ဦးကမထဲဝါတော့ပဲကျောင်းသားတွေကလည်းအခန်းတိုင်းမှာနိုင်ကျင့်နေကြကဆရာတွေစကားကိုနားမထောင်ရုံနဲ့မကပဲဝင်ပါရင်ပါတဲ့ဆရာကိုပါရိုက်နှက်ခဲ့ကြပြီးမူရစီလက်နက်တွေကိုလည်းချိုးချင်လို့သဘောထားကရောင်းဝယ်ခဲ့ကြပါတယ်။ကျောင်းသားအများစုကအခြေခံစာမေးပွဲကိုတော့မအောင်ကြတော့တဲ့အတွက်ရွေးကောက်ပွဲမှာပတ်စံအများကြီးမကုန်ခြင်းနဲ့ညော်ဝင်ပေါ်မန်းကဒီနယ်အုပ်ချုပ်ရေးကနေကျောင်းကိုမဆုံးရှုံးခြင်းတဲ့အတွက်စိုးရိမ်နေခဲ့ပါတယ်။ အခုအကြောင်းကြီးကြက်ရေးမှုဖြစ်နေပြီဖြစ်တဲ့ Fran နဲ့အကြောင်းဘုတ်ဖွဲ့ရှင်နေ Mr. Rosenvar ကဂျိုးကိုပြန်ခေါ်ဖို့အတွက်အကြံပြုခဲ့ပါတယ်ပေါ်မန်းကအဲ့ဒီအကြောင်းကိုမကြိုက်ပေမဲ့ရွေးစရာမရှိတဲ့အတွက်ခွင့်ပြုပေးခဲ့ရပါတယ်။ Fran နဲ့ Rosenvar ကဂျိုးကိုသွားတွေးခဲ့ကြပြီးရှေးပိုင်းထက်တန်းချောင်းရဲ့အကြောင်းကိုနေရာပေးမဲ့အကြောင်းကမ်းလှမ်းခဲ့ပေမဲ့ဂျိုးကသူတို့ကိုညိုတော်ဝင်ကကလေးတွေကြောင့်မဟုတ်ပဲသူ့အကျိုးအတွက်လှုပ်တာထိကြောင်းရှင်းပြကညှင်းဆိုခဲ့ပါတယ်။ဒါပေမဲ့လည်း Fran ကသူ့ကိုရင်နှောင်းကပုံစံအတိုင်းပဲထိခါတေးတဲ့အထိအလိုမနေတင်ချောင်းပြောပြီးစိတ်ကြောင်းအောင်လုံနိုင်ခဲ့ပါတယ်။ နောက်တစ်ရက်မှာတော့ဂျိုးကအချောင်းကိုအနေနဲ့အရှိပိုင်းအချောင်းကိုရောက်လာခဲ့ပါတယ်။သူကချက်ချင်းမဲ့ဆရာရီနဲ့စီဝေးခေါ်ကသူစနစ်ကိုအသက်သွင်းပြီးစီဝေးမှာသူဝဲစကားပြောမယ့်အချောင်းပြောခဲ့ပါတယ်။ပြစ်မှုတွေမှာပါဝင်တဲ့အချောင်းသားစင်းရင်ကိုတောင်းပြီးတော့သူကအချောင်းဆောင်ကိုနယံရွေကုံစေးတံတုတ်ခိုင်းကထိမ့်သိမ့်ခံထားရတဲ့အချောင်းသားတွေကိုသူ့ကိုကူညီခိုင်းခဲ့ပါတယ်။ အင်္ဂလိပ်ဆရာဖြစ်တဲ့ Mr. Dan Hey ကဘောလုံးကြီးရဲ့လက်ထောက်ဖြင့်ယာရုချခံလိုက်ရပါတယ်။ရှောက်လန်းမှာကြံဖတ်မှုတွေကိုရတန်းမှုအဆောင်နေရှိမှဖြစ်ပြီးအရင်စာမျိုးကတုန်းကအောင်ချက်40ရာခိုင်နှုန်းမကျော်ခဲ့ပဲ။ကျောင်းကအောင်ချက်85ရာခိုင်နှုန်းလိုတဲ့အတွက်ဆရာတွေအကုန်လုံးကိုနောက်လာမဲ့စာမျိုးကမှကျောင်းသားတွေအောင်ချက်ကောင်းအောင်သင်ပေးဖို့ညွှန်ကြားခံခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ဂျိုးကကျောင်းသားတွေကိုစူယုံခိုင်းခဲ့ပြီးစရင်တွေကကောင်စိုးလေးတွေကစင်ပေါ်တက်နေခဲ့ကြပါတယ်။ဂျိုးရောက်လာတော့မူလာတန်းတော့ကသူ့တစ်ဖက်ဖြစ်ခဲ့တဲ့ကန်နီရှာနဲ့တွေ့ခဲ့ပြီးကန်နီရှာကပြောနေခဲ့ပါတယ်။ဂျိုးကစင်ပေါ်တက်ပြီးတိတ်တိတ်နေဖို့ပြောခဲ့ပေမဲ့ဘသူကမှသူ့ကိုအာရုံမစိုက်ဘဲသူကကျောင်းသချင်းစုခိုင်းတဲ့ချိန်မှာကောင်စိုးလေးတွေကရဲနေခဲ့ကြပါတယ်။ပြင်မယာမန်းတီသွားတော့ဂျိုးကပြဿနာရှာတဲ့ကျောင်းသားတွေကိုကျောင်းထုတ်ဖို့ဆုံးဖြတ်လိုက်ပြီးကျန်တဲ့ကလေးတွေကိုဘသူမှမနှောက်ယှက်စေရတော့ဘူးလို့ပြောခဲ့ပါတယ်။အဆောင်နေရာကျောင်းသားတွေကိုစင်ပေါ်ကနေခေါ်ထုတ်သွားခဲ့ပြီးဒါကိုမြင်တော့အကောင်လုံးကငြိမ်ကြသွား ွားကဂျိုးကသူတို့ကိုစာမချိုးသားဘူးဆိုရင်သူတို့အလှည့်ရောက်လာလိမ့်မယ်လို့ပြောခဲ့ပါတယ်။နေ့လယ်ခင်းမှာဂျိုးကចောင်းသားမိဘတွေနဲ့စီဝေးထိုင်ခဲ့ပြီးចောင်းထုတ်ခံရတဲ့ကလေးမေဖြစ်တဲ့လီယိုနာကဒေါသထွက်နေခဲ့ပြီးမိဘအများစုကသူ့ကိုထောက်ခံခဲ့ကြပါတယ်။ဒါပေမဲ့လည်းဂျိုးကရှော့မပေးပဲပုတ်နေတဲ့ပန်းစည်းတချို့ကတချင်းလုံးကိုပုတ်သွားနိုင်တဲ့ကြောင့်မိန်ကုန်းပြောခဲ့ပါတယ်။သူကကလေးအယောက်2900ကိုကယ်တင်ဖို့အတွက်အယောက်300ကိုចောင်းထုတ်ခဲ့ကြောင်းနဲ့ဒီចောင်းကိုကယ်တင်ဖို့ဖះကိုခရီးပေးခဲ့တဲ့အကြောင်းရှင်းပြခဲ့ပါတယ်။အဲ့ဒီမိန်ကုန်းကြောင့်မိဘတိုင်းညီပါကသူ့ကိုလေးစားသွားခဲ့ကြပါပေမဲ့လီယိုနာက တော့ဒေါ်လာထွက်နေစေပဲဖြစ်ပါတယ် နောက်တရက်မှာတော့ဂျိုးကအเจ้าကိုရောက်လာကသူ့ကိုစောင့်နေတဲ့ကလေးတယောက်နဲ့တွေ့ခဲ့ပါတယ်။ဆန်ကကြောင်းထုတ်ခံခဲ့ရပြီးသူကဘာမှမမလုပ်ခဲ့တဲ့အတွက်ဂျိုးကမားသွားတာဖြစ်နိုင်ကြောင်းပြောခဲ့ပေမဲ့ဂျိုးကလိန်ငင်မန်းတီကဆန်ကိုခေါင်းမိုးတက်ခေါ်သွားခဲ့ပါတယ်။သူကဆန်ကိုကြောင်းထုတ်ခံရတာကိုသူ့မိဖတွေကိုမပြောတဲ့အတွက်ငကြောက်လို့ခေါ်ခဲ့ပြီးမူရစေတုံးတာကသူ့ကိုသတ်မဲ့အကြောင်းနဲ့ဆိုးဆိုးရွားရွားသိချင်းရင်ခုံချဖို့ပြောခဲ့ပါတယ်။ဆန်ကသူ့မအကိုဝန်ခံပြီးကောင်းကောင်းနေမယ်လို့ခရီးပေးလိုက်တော့ဂျိုးကသူ့ကိုအခွင့်အရေးထပ်ပေးခဲ့ပြီးနောက်တစ်ခေါက်ဆိုရင်တော့တသက်လုံးကြောင်းထုတ်ပြင်မယ်ကြောင်းပြောခဲ့ပါတယ်။နေ့လယ်စာစားချိန်မှာတော့ဂျိုးကအကြောင်းသားရဲ့ ဲ့ဇပွဲတဝိုင်းပြီးတဝိုင်းသွားကအကြောင်းသားတွေပြောတာကိုနားထောင်ပြီးအကြံဉာဏ်ပေးခဲ့ပါတယ်။သူကရေဒီယိုဝတ်စုံတွေဝတ်လာတာကိုမြင်ရတော့ဝမ်းသာသွားခဲ့ပြီးထက်သလိုဝတ်လာတဲ့ဆန်တို့ကိုဥပမာပြခဲ့ပါတယ်။ဆန်တို့ကကောင်းမလေးတယောက်ကိုနှောက်ယှက်နေတာတွေ့တော့ဂျိုးကသူတို့ကိုအကုန်လုံးရှင်မှာမတက်ရခိုင်းပြီးကြောင်းသချင်းဆူခိုင်းခဲ့ပါတယ်။သူကအကုန်လုံးကိုကြောင်းသချင်းဆူနေတဲ့အချိန်မှာငြိမ့်ငြိမ့်နေဖို့တတိပေးခဲ့ပြီးတန်ဟဲကအမိုက်ကောက်ဖို့ကုန်းလိုက်တော့ဂျိုးကသူ့ကိုရုံခန်းထဲသွားခိုင်းခဲ့ပါတယ်။ဆန်တို့ကတချင်းကိုမရတဲ့အတွက်ဂျိုးကသူတို့ကိုပြစ်ပေးကအကုန်လုံးကိုအခုကစားပြီးကြောင်းသချင်းကိုရအောင်ချက်ထားဖို့နဲ့မရရင်ပြစ်ပေးခံရမယ် ကြောင်းပြောခဲ့ပါတယ်။အဲဒီနောက်မှာတော့ဂျိုးကဂီတဆရာမအီလီယက်စီကိုသွားပြီးစီကံအသေးကိုပြောပြခဲ့ပါတယ်။ အီလီယက်ကသဘောတူခဲ့ပေမဲ့နယူးယောက်ကလာမယ့်ပွဲအတွက်လေ့ကျင့်ပြီးမှကျောင်းသချင်းကိုသင်ပေးနိုင်မယ်အကြောင်းပြောခဲ့ပါတယ်။ကလေးတွေကမိုးဆက်သချင်းကိုလေ့ကျင့်နေခဲ့ကြပြီးအီလီယက်ကသူတို့ကိုလုံနေတဲ့အလုပ်ကိုလေးစားသိချင်ခဲ့ပါတယ်။အီလီယက်ကဂျိုးကိုသူကတခြားလူတွေကသူ့အတွက်ရည်ရည်ပေးတာကိုမကြိုက်ကြောင်းပြောလိုက်တော့ဂျိုးကသူ့ကိုအလုပ်ထုတ်လိုက်ပြီးကျောင်းသားတွေစာမေးပွဲမှာအာရုံစိုက်နိုင်အောင်ဖြော်ပြပွဲကိုဖျက်သိမ်းခဲ့ပါတယ်။အဲဒါကြောင့်ခုကစပြီးစန်းနေရတင်ညာရှင်မစ်ပါဝါကဂီတာအတန်းကိုလူသားတို့သင်ပေးရတော့မှာပဲဖြစ်ပါတယ်။အဲဒီနောက်မှာတော့ရုံးခန်းထဲမှာတန်ဟဲကသူ့ကိုမှိုက်လို့ဆက်ဆံခံနေရတဲ့အကြောင်းနဲ့သူကျောင်းသားတွေ ဲထီအကြောင်းချိုးကိုပြောခဲ့ပါတယ်သူတို့ကစကားတရားခဲ့ကြပြီးတန်ဟဲကအလောက်ကနေဆိုင်ကခံထားခဲ့ရပါတယ်သူเจ้าဟုတ်ဂျုံကသူ့ကိုတန်ဟဲကနီးပြတယောက်ထပ်ပိုးတဲ့အကြောင်းနဲ့ဘသူကမှသူ့လောက်ရက်ကိုနားမလည်နိုင်တဲ့အကြောင်းပြောကဂျိုးเจ้าဆက်ဆက်ပြခဲ့ပေမဲ့ဂျိုးကတော့ဒါကသူ့လိုချင်တဲ့အတိုင်းထီအကြောင်းပြန်ပြောခဲ့ပါတယ်အစမ်းစာမေးပွဲနေ့ကိုရောက်လာခဲ့ပြီးဆရာတွေကစောင့်ကြည့်နေကြရင်ចောင်းသားတွေကအကောင်းဆုံးဂျိုးသားပြီးထီဆိုခဲ့ကြပါတယ်ရလက်တွေအတွက်ဂျိုးကအကြာကြီးမဆောင်ကျင်တော့ဂျုံကိုចောင်းပိုးအဖွဲ့စီကိုတိုင်ရိုက်အမိန့်စာတောင်းခိုင်းခဲ့ပါတယ်တမနတ်မှာចောင်းသားတယောက်ကသတင်းဆိုင်ရာတင်ပြချက်ကိုရှင်းပြနေတော့စားသောက်ခန်းမှာတိုင် ိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။ကြောထုတ်ခံလိုက်ရတဲ့ចောင်းသားတယောက်ကပြန်လာခဲ့ပြီးရေးကိုရိုက်နှက်နေခဲ့ပါတယ်။သူ့မှာဓာတ်လဲပါပေမဲ့ဂျိုးကသူ့ကိုအញံဖမ်းလိုက်ပြီးဘလို့ဝင်လာတာလဲမေးလိုက်တော့လုံုံကြီးကအထဲကတယောက်ယောက်ကဖွင့်ပေးလိုက်တာဖြစ်နိုင်အောင်ကြိုးခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဂျိုးကအကြောင်းလဲကတကားတွေအကုန်လုံးကိုချင်းဂျိုးနဲ့တောက်ခတ်ထားဖို့ဆုံးဖြတ်ခဲ့ပါတယ်။နောက်တစ်ခါမှာတော့ဂျိုးကတောကရောက်နေတဲ့ကန်နီရှာကိုတွေ့ခဲ့ပါတယ်။ကန်နီရှာကညံကောင်းဝင်မဲ့သူ့အမေကသူ့ကိုမလိုချင်တဲ့အတွက်အိမ်ပေါ်ကနှင်ချလိုက်တော့စကောင်းကောင်းမလုပ်နိုင်ပဲဖြစ်နေခဲ့ပါတယ်။ ဂျိုးဟာကွန်ကြီးကိုဆုံးဖြတ်လိုက်ပြီးဂျုံကိုခေါ်ကကန်နီရှာအမေကိုသွားတွေးခဲ့ပါတယ်။အမေဖြစ်သူကကန်နီရှာကိုဆယ်ကျော်သက်အရွယ်တုန်းကမွေးထားတာဖြစ်တဲ့အတွက်အလုံးလုံးပြီးတာမန်မိသားစုဘဝနဲ့နေနိုင်အောင်သူသမီးကိုနှင်ထုံးမှထိမဲ့ကြောင်းရှင်းပြခဲ့ပါတယ်။ခုတော့သူကစိတ်ရှင်းရှင်းနဲ့နေဖို့ကြိုးစားခဲ့ပေမဲ့ကန်နီရှာကိုမွေးလာတာကသူ့အတွက်စိတ်ညစ်စရာကောင်းနေခဲ့ပါတယ်။အဲဒါကြောင့်သူကကန်နီရှာကိုကလေးငယ်ဆောင်ချောက်ရေးဌာနကိုပို့ဖို့ဆုံးဖြတ်ခဲ့ပေမဲ့သူသမီးကိုတော့ချစ်နေစေတူတူနေခြင်းစဲပဲဖြစ်ပါတယ်။ဂျိုးကသူ့ကိုကန်နီရှာကိုပြန်ခေါ်ထားပြီးစာအာရုံစိုက်နိုင်အောင်ကူညီပေးရင်ပိုကောင်းတဲ့အလုပ်နဲ့နေစရာရှာပေးမယ်ကြောင်းခရီးပေးခဲ့ပါတယ်။ ချင်းချိုးခတ်ထားတဲ့တကားတွေအကြောင်းကသတင်းစာမှာပါလာခဲ့ပြီးလီယိုနာကအခွင့်အရေးရာတုံးဘိုးဘွယ်ကို complaint တက်ခဲ့ပါတယ်ဖရန်ကချိုးကိုသူ့လုပ်ရအတွက်စူပူခဲ့ပြီးလီယိုနာကသူ့ကိုထုတ်ပြဖို့အတွက်အဖွဲ့ဖွဲ့နေကမိသက်သမားကောင်းဆောင်ကလည်းသူနဲ့တဝဲတယ်ဖြစ်ကြောင်းပြောခဲ့ပါတယ်ချိုးကသူ့မိမကိုလောက်ခဲ့တယ်လို့မျိုးအကုန်လုံးနဲ့ဝေးကွာအောင်လုပ်နေတယ်လို့ဖရန်ကထင်ခဲ့ပြီးချိုးကိုလေးစားခံနေတယ်ဆိုရင်အရင်ဆုံးလေးစားမှုပြရမယ်ဆိုပြီးအီလီယန်နဲ့တန်ဟဲရိုစီကိုတောင်းပန်စာရေးခိုင်းခဲ့ပါတယ် ။ဒဟဲကိုယာရုပြန်ပေးခဲ့ပေမဲ့ပြဿနာကမပြီးသေးပဲမိသက်သမားကောင်းဆောင်ကမိဖတွေစုပြီးအချောင်းကိုယောက်လာတော့ဂျိုးကသူ့ကိုတုတ်ပြပြီးထွက်သွားခိုင်းခဲ့ပါတယ်။ဂျုံးကဂျိုးရဲ့နီလန်အတွက်စိုးရိမ်နေအောင်ပြောခဲ့ပေမဲ့ထုံးစံအတိုင်းလက်လူရှုခံခဲ့ရပါတယ်။နောက်တစ်ခါမှာတော့ရေးကဂျိုးစီကိုယောက်လာကဒီအချောင်းမှာစက်မနေနိုင်တော့တဲ့အချောင်းပြောပြီးနှုတ်ဆက်သွားတော့ဂျိုးကစိတ်ပြတ်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာဂျိုးကရေချိုးကမ်းထဲမှာပေါက်ခဲ့ရလုံနေတဲ့ဆန်တဲ့သူငယ်ချင်းတွေကိုတွေ့တော့ចောင်းသချင်းဆိုဟိုင်းရဲ့ပြီးဓမ္မဒေသန်လိုလှပတဲ့တီးဆိုဟန်ကိုကြားလိုက်ရတော့အံ့ဩသွားခဲ့ပါတယ်။ ပါဝါကသူတို့ကိုတင်ပေးထားတာဒီကြောင်းဆမ်ကပြောလိုက်တော့ဂျိုးကပါဝါကိုသွားတွေ့ကချီချူပီចောင်းသားラインကိုအဲ့လိုဆိုတော့အောင်တင်ပေးဖို့တောင်းဆိုခဲ့ပါတယ်အစမ်းစာမေးပွဲရလာထွက်လာခဲ့ပြီးအောင်ရက်က33ရာခိုင်နှုန်းပဲရှိတဲ့အတွက်ဂျိုးကစိတ်ပြတ်သွားခဲ့ပါတယ်သူကအာဂသခတ်မကိုဆရာတွေအကုန်လုံးလာခိုင်းခဲ့ပြီးသူတို့ကလုံလောက်အောင်အာမထုတ်တဲ့အတွက်ရလာကဆိုးရွားနေရတဲ့ကြောင်းအပြစ်တင်ကပိုပြီးကြိုးစားဖို့ပြောခဲ့ပါတယ်ဂျိုးကအတန်းထပ်ဖွင့်ပြီးစနေနေ့တွေမှာစာဖတ်တဲ့အတန်းတစ်ခုပါထပ်ဖွင့်စေခြင်းခဲ့ပေမဲ့ကလေးတွေကចောင်းပိတ်ရမှာចောင်းမထမ်းလောက်ဘူးလို့ဆရာမတယောက်ကထောက်ပြခဲ့ပါတယ်ဂျိုးရဲ့အစီအစဉ်ကဆရာတွေကိုចောင်းသားラインရဲ့အိမ်ကိုသွားပြီးမိဘတွေ ကိုပါဝင်မှုစည်းရုံးကမိဘတွေကပါစာမဖတ်တတ်ဘူးဆိုရင်အတန်းလာတက်လို့ရတဲ့အကြောင်းပြောမှာပဲဖြစ်ပါတယ်။နောက်ဘက်တွေမှာတော့ဆရာတွေနဲ့ကျောင်းသားတွေကစာမေးပွဲအတွက်ကြိုးစားနေခဲ့ကြပြီးဂျိုးကလည်းအားတဲ့ချိန်တိုင်းကျောင်းသားတွေနဲ့အတူတူရှိနေပေးခဲ့ပါတယ်။ဒါကိုမကျေနပ်နိုင်သေးတဲ့လီယိုနာကတော့မိသားသမားကောင်းဆောင်နဲ့အတူတူပေါ်မန်းကိုသွားတျောခဲ့ပါတယ်။ဖရန့်နဲ့ရိုဇန်ဘားတို့ကဂျိုးကိုကာဝယ်ပေးခဲ့ကြပေမဲ့ပေါ်မန်းကသူတို့ကိုထွက်သွားခိုင်းကလီယိုနာနဲ့စကားပြောခဲ့ပါတယ်။ပေါ်မန်းကလီယိုနာကိုသူ့ကိုထောက်ခံမဲ့သူတွေစုပြီးရင်ဂျိုးကိုလှုပ်ထုတ်ပေးမယ်ကြောင်းကမ်းလန်းခဲ့ပါတယ်။တန့်စင်ခန်းထဲမှာပေါ်မန်းကမိသားသမားကောင်းဆောင်ကိုစာမေးပွဲပြီးရင်ဂျိုးကို တရားမဝင်မဲ့ကြောင်းတကားတွေကိုချိန်ချိုးခတ်ထားတဲ့အတွက်ဖမ်းဆီးမယ်ကြောင်းပြောနေတော့အင်သာတွေကရိုဆန်ဘကကြားသွားခဲ့ပါတယ်ရိုဆန်ဘကဖရန်ကိုအဲ့ဒီကြောင်းပြောလိုက်ပြီးသူတို့ကချိုးကိုသွားသတိပေးကြတော့ချိုးကအဆောင်တွေကိုမိသက်သမားခေါင်းဆောင်လာတာညင်ရင်စကားပြောသက်ကနေကုတ်တန်းလို့ပြောဖို့နဲ့ဆရာတွေကချိန်ချိုးတွေကိုခဏထုတ်ထားလိုက်မယ်ကြောင်းပြောခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဂျုံကချိုးကိုစာဖတ်အတန်းကြောင်းပြောဖို့ကြိုးစားခဲ့မယ်ချိုးကအခုသူ့အလုံများနေတဲ့အကြောင်းနဲ့သူကြောင်းကအချိန်တိုင်းသူဆုံးဖြတ်ချက်မပါဘဲကိစ္စတွေကိုဆောင်ရွက်နိုင်တဲ့ကြောင်းပြောခဲ့ပါတယ်ကြောင်းစင်းတော်ဂျုံကချိုးကိုသူ့နဲ့တူတူအလုံလောက်ရတာကအဆင်မပြေတဲ့အတွက်ကြောင်းပြောင်းဖို့ ောင်းဆိုခဲ့ပါတယ်။ဂျုံးကသူ့ကိုနိုင်တဲ့သူတွေကိုနိုင်ယူကတကူကောင်းဆန်ပြီးစကကြီးစကကြဲပြောရတဲ့လူလို့ခေါ်ကဂျန်တဲ့ဝန်ထမ်းတော်လောက်ကလည်းသူ့လိုပဲခံစားနေရကကလေးတွေကိုငဲနေခဲ့တဲ့အတွက်ထွက်မသွားသေးတာထင်ကြောင်းပြောခဲ့ပါတယ်။ဒါပေမဲ့လည်းလေးစားမခံရတော့တဲ့အတွက်ဂျုံးကထွက်သွားခြင်းခဲ့တာပဲဖြစ်ပါတယ်။နောက်တည့်ရက်စူဝေးပွဲမစခင်မှာဂျိုးကဂျုံးကိုညှောင်ရွှေ့ဖို့စာရဲစာရဲနေပေးခဲ့ပြီးညိုထဲမှာသူ့တို့အကြောင်းကမကောင်းတဲ့နဲ့ကြော်ကြပေမဲ့သူတို့ကိုမဟုတ်ကြောင်းသက်သေပြဖို့ကလေးတွေကိုမိန်ကုန်းပြောခဲ့ပါတယ်။သူကဆရာတွေကိုလည်းကျေးဇူးတင်ကြောင်းပြောခဲ့ပြီးဂျုံးကိုလည်းဂုဏ်ပြုပေးခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ Miss Power ကလင်းယုံမီတခြင်းကိုဆိုခဲ့ပြီးကလေး လေးတွေကလည်းလိုက်ဆိုကသူတို့ကလူသောတွေမဟုတ်ကြောင်းတတ်သိကြဖို့ဇရားထက်သန်နေခဲ့ကြပါတယ်။ကြောင်လုံးကတက်ညီလက်ညီဖြစ်နေတာကိုမြင်တော့ဂျုံကထွက်မသွားပဲဆက်နေဖို့ဆုံးဖြတ်ခဲ့ပါတယ်။စာမေးပွဲနေ့မှာတော့ကျောင်းသားတွေကယုံကြည်မှုအပြည့်နဲ့ထည့်ဆိုခဲ့ကြပေမဲ့ဘိုးဘွဲ့အစည်းအဝေးခေါ်ခဲ့ကြပြီးလီယိုနာကထပ်မဆောင်နိုင်တော့တဲ့အတွက်ပေါ်မန်းကမိသားကောင်းဆောင်ကိုတရားရုံးကအမိန့်လာယူဖို့ခွင့်ပြုပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကျောင်းမှာကန်နီရှာကကိုဝင်ရှိနေမှတည်သွားခဲ့ပြီးသူကောင်လေးကကန်နီရှာချိန်မဲဆိုရင်တော့မှသူကအဖေဖြစ်တယ်ဆိုတော့မယုံခဲ့ပါဘူး။ဂျိုးကကန်နီရှာကိုအပ်ပေးခဲ့ပြီးတခြားထည့်ရှင်နီရှာမဲလို့ပြောနေတော့အဆောင်ကအမိသားသမားကောင်းဆောင်နဲ့လီယို နာကတရိန်နောက်တွေနဲ့အတူရောက်လာကြောင်းလာသတိပေးခဲ့ပါတယ်ဂျိုးကကုတ်တန်းလို့ပြောလိုက်ပြီးချင်းဂျိုးတွေကိုဖယ်ခဲ့ပေမဲ့မိသက်သမားကောင်းဆောင်မှအဲ့ဒီအကြောင်းအသံဖမ်းထားတာပါရှိနေခဲ့တော့ဂျိုးကအဖမ်းခံလိုက်ရကဂျုံးကအကြောင်းကိုအုပ်ချုပ်ခဲ့ရပါတယ်အဲ့ဒီညမှာအကြောင်းဖို့အဖွဲ့ကအစည်းအဝေးခေါ်ခဲ့ပြီးဖရန်ကဂျိုးကိုကာကွယ်ခဲ့ပေမဲ့လီယိုနာကအစမ်းဆောင်ပွဲမှာအောင်ချက်33ရာခိုင်နှုန်းပဲရတဲ့အတွက်ဂျိုးကကြာရှုံးနေပြီဖြစ်တဲ့အကြောင်းထောက်ပြခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲចောင်းသားတွေရောက်လာခဲ့ပြီးဂျိုးကိုလှုပ်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်။ ကျောင်းသားတွေရဲ့ထောက်ခံမှုကိုရထားတဲ့လူကိုထုတ်လိုက်ရင်အခြေအနေတွေကဆိုးရွားသွားမှာကိုသိတဲ့ပေါ်မန်းကဂျိုးကိုကျောင်းသားတွေကိုထွက်သွားခိုင်းဖို့သွားပြောခဲ့ပါတယ်။ဂျိုးကညင်းလိုက်တော့ပေါ်မန်းကအဓိကဖြစ်တဲ့ရဲတွေကအပြင်မှာအသင်းဆောင်နေတဲ့အကြောင်းပြောခဲ့ပါတယ်။ကျောင်းသားတွေကစူပူအောင်ကြွမယ်ဆိုရင်အကြမ်းဖက်မှုတွေထွက်လာမှာဆိုတဲ့အတွက်ဂျိုးကသူတို့လောက်ရက်ကမှားနေတာကြောင့်မဟုတ်ပဲသူတို့လုံခြုံမှုအတွက် စကားထွက်ပြောဖို့သဘောတူခဲ့ပါတယ်ဂျိုးအပြင်ထွက်လာတော့လီယိုနာကကလေးတွေကိုစကားပြောနေခဲ့ပေမဲ့စော်ကားခံနေခဲ့ရပြီးကျောင်းအတွက်ဂျိုးလုပ်ပေးခဲ့တာတွေကိုထောက်ပြခံနေခဲ့ရပါတယ်ကျောင်းသားတွေကသူ့ကိုအဖေလိုသဘောထားတဲ့အကြောင်းပြောတော့ဂျိုးကရင်ထဲထိသွားခဲ့ပေမဲ့စိုးရိမ်နေတဲ့အတွက်အော်လန်ကိုယူကကျောင်းသားတွေကိုဥပဒေကိုလိုက်နာဖို့ပြောခဲ့ပါတယ်သူကမိန်ကုန်းပြောနေတဲ့အချိန်ဂျုံရောက်လာကစာမေးပွဲရလဒ်မှာသူတို့ကျောင်းကအောင်ချက်85ရာခိုင်နှုန်းကိုကျော်သွားပြီဆိုတဲ့အကြောင်းသတင်းကောင်းကိုပြောပြခဲ့ပါတယ်အကောင်လုံးကအောင်ပွဲခံခဲ့ကြပြီးဂျိုးကပုံမှန်ငွေကိုသွားတော့လို့ပြောခဲ့ပါတယ်ဂျိုးကအလုပ်ထုတ်မခံရတော့တဲ့အတွက်ကျောင်းသားတွေကကျောင်းသားချင်းကို တန်တရားဒီဆိုခဲ့ကြပါတယ်နောက်တစ်ခါမှာတော့အတန်းကြီးတွေကျောင်းထွက်လက်မှတ်ယူရမယ့်အချိန်ကိုရောက်လာခဲ့ပြီးဂျိုးကကျောင်းသားတယောက်ချင်းစီတိုင်းအတွက် Q တဆိုင်နဲ့ဒီပလိုမာလက်မှတ်ကိုပေးခဲ့ပါတယ်ဇလန်လေးကတော့ဒါပါပဲခင်ဗျာကြီးစုအားပေးခဲ့ကြတဲ့ပြည်သက်ကြီးကိုကျေးဇူးအထင်းဝဲတင်ရှိပါတယ်ခင်ဗျာဒီလိုမျိုးဇလန်ကောင်းလေးတွေကိုဆက်လက်ကြီးစုအားပေးခြင်းနဲ့ဆိုတော့ကျွန်တော်တို့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ